ကောင်းလာမလားကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်နဲ့ဆက်နေတယ်ရွှေခင်ပဲဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပြခြင်းနဲ့ဒီလိုလေးရပါတော့ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့စွန်တစ် plus state တွေနဲ့ထိုင်ကုန်လုပ်တဲ့ tutorial ရရဲ့ရုပ်တံလေးပေါ့နော်ဆိုအဲ့ဒါလေးကိုဒီမှာတစ်ချက်လောက်ကြည့်လိုက်အောင်စွန်ပြ plus state ကိုအသုံးပြုပြီးဒီလိုမျိုးအံ့ဩစရာကောင်းတဲ့အရာကိုတီထွင်ဖန်တီးကြတယ်ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုအိန္ဒိယနိုင်ငံကကော်ပီစီးထုတ်တဲ့နေရာတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ် ဒီနေရာဟာစွန့်ပစ်ထားတဲ့ plastic mic တွေရေးတံမှုပုံတွေဇာတ်ပြည့်ရဲ့ plastic နဲ့ပတ်သက်တဲ့အရာအလုံးကိုစုဆောင်းဝယ်ရွေးနေရဖြစ်တယ်လို့သိရှိရနေရလည်းဖြစ်ပါရည်သူတို့ကဒီလိုမျိုးအကြောင်းမဲ့လုပ်တာတော့မဟုတ်ပါဘူးသူတို့တွေဟာရလာရဲ့အမျိုးအစားမျိုးပြသော plastic တွေကိုဖြည်းဖြည်းချင်းပူပေးပြီးတော့အရေးပြောသွားအောင် ဖြောချပါရည်အဲ့ဒီ plastic တွေကမိနေထွေးရဲ့အခါပြောဖတ်ပြီးတော့အရေးပြောသွားတဲ့အခါတစ်ခုနဲ့တစ်ခုကိုကတ်သွားပြီးအရာမော plastic အလုံးကြီးဖြစ်သွားပါရည်အေးပလတ်စတစ်လုံးကြီးကိုတော့သူတို့ကဂန်ဆိုးလိုမျိုးဒလိန်လုံးကြီးတစ်ခုနဲ့ဖြည်းဖြည်းချင်းလူနှစ်ယောက်ကဖိကြပြီး အီယာမပလတ်စတစ်အပြာကြီးဖျောင်းလို့ပွားရီအဲ့လိုမျိုးပလတ်စတစ်အပြာကြီးဖြစ်သွားတဲ့အခါမှာအချောက်ခံပြီးတော့နောက်ဆုံးရလာတဲ့အခါမှာတော့ဒီဟာကိုအပိုင်းပိုင်းဖျောင်းထုခွဲပြစ်လိုက်ပါရီအဲ့လိုမျိုးဘိုင်းပိုင်းဖြစ်လာပြီဆိုတဲ့အခါကျတော့မှအမုန်တိတ်တဲ့ဆက်ထဲကိုထည့်လိုက်ပြီးအဲ့ဒီပလတ်စတစ်တွေကိုအပိုင်းပိုင်းတိတိဖျောင်းပြုလုပ်လိုက်ပါတော့တယ်မာဂျင်နေအောင်ဖိထားတဲ့ပလတ်စတစ်တွေကိုအပိုင်းပိုင်းတိတိဖျောင်းပြုလုပ်လိုက်တော့မှအဲ့ဒီပလတ်စတစ်အဖုံလေးတွေအစာလေးတွေဟာဘယ်အရာမျိုးမှမဆိုထုတ်လို့ဖို့အတွက်အစင်းင်းဖြစ်သွားပြီဖြစ်ပါရီအဲ့နောက်မှာတော့ပလတ်စတစ်စားနာလေးတွေကို ။မူရိုက်တဲ့ဆက်သေးကိုထည့်လိုက်ပြီး plastic ခုံပုံတံဖြစ်အောင်ဖိနှိပ်လိုက်ကြပါလိမ့်။အဲဒီခါမှာတော့လှပပြီးအရန်ကူမှာလှပရဲတောင်းတင်းခိုင်မာလေး plastic ထိုင်ကိုလုံးကိုရရှိပြီးပဲဖြစ်ပါလိမ့်။မိုင်းလိုက်တယ်နော်အိန္ဒိယနိုင်ငံမှာဒါတော့အိန္ဒိယနိုင်ငံဥမင်တက်တဲ့စက်ကြီးပဲအိန္ဒိယနိုင်ငံအုံမင်တက်တဲ့နေရာမှာရေရိုခြေပလာနဲ့တက်တဲ့သူတွေကိုမြင်ဖို့ကြမှာပါတိကျပါရင်ဂျူရီဝါရီနဲ့အပေါ်ကနေချပေးပြီးတော့ဂျိုးကိုဆွဲတက်ကြတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်လေကားထောင်ပြီးတော့တက်ကြတဲ့သူတွေလည်းမြင်မှုကြမှာဖြစ်တယ်လို့ အခုလိုမျိုးစက်တမျိုးကိုအသုံးပြုပြီးအုံမင်ကိုလိုလဲကူကူတက်တာမျိုးကိုတော့မြင်မှုကြမှာမဟုတ်ပါဘူးဒီစက်ကိုတော့အုံမင်တက်လို့ရတဲ့စိုက်ကယ်လို့ခေါ်ဆိုကြပါရယ်ဒီစက်ရဲ့စွမ်းဆောင်ရည်ကဘယ်လိုမျိုးလဲဆိုတာပြောပြကြရအောင်ပါဒီစက်ဟာအုံမင်ကိုခွာထားတဲ့ပုံစံနဲ့ပဲမူလီရင့်လိုရစ်ပြီးအဖို့ကိုတက်ရောက်ပါရယ်အဲ့လိုမျိုးတက်တဲ့စက်ကလူတယောက်ကအဲ့ပုံမှာအသာလေးငြိမ်ငြိမ်နေထိုင်ပြီးထိတ်ဆုံးပေါ်ထီအေးအေးဆေးဆေးလိုက်သွားရုံပါပဲဒီရကအုံမင်မတက်လို့ရတာမဟုတ်ပါဘူးသူ့ရဲ့တတ်မှတ်ထားတဲ့ပင်စီအရွယ်စားဖို့ကိုဝင်နေဘယ်အပြင်ဖြောင်းဖြောင်းမှုမဆိုတက်လို့ရပါရယ် အားနေချက်အနေနဲ့ကတော့ဒီဆက်တွေဟာအပင်ကောက်နေရတဲ့ပုံတက်လို့မရပါဘူး။ဒါကြောင့်မလို့ဒီအပင်ကိုအုံသီးပင်နေထန်းသီးပင်တွေကိုတက်တဲ့နေရာမှာအသုံးပြုကြတာဖြစ်ပြီးအိန္ဒိယနိုင်ငံကဒီထွင်ထားတဲ့ဆက်အမျိုးအစားလို့သိရပါတယ်။ဆိုင်ကယ်သီးသလိုထားနေအထာသကြပင်တက်ချင်တဲ့ဆိုရင်တော့ဒီလိုမျိုးဆက်တစ်လုံးကရှိကိုရှိထားတဲ့ပါတယ်။ဒီကြပါရင်ယူရိုင်းကတော့ဒီဆက်ကိုအသုံးပြုပြီးအပင်ကိုတည်ရဲကြမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အင်မတန်မှအန္တရာယ်များလို့ပဲဖြစ်ပါရည်။ပလတ်စတစ်အိတ်ကလုံးနဲ့ရေချိုထုတ်လို့ရတဲ့အမွန်နီးပညာ ားလုံးမင်္ဂလာပါရှင်ဒါကတော့ plastic 8သလုံးရှိုံနဲ့ပင်လယ်ရေငန်ကနေရေချိုထုတ်လို့ရတဲ့အဝင်ဤပညာပဲဖြစ်ပါတယ်ဒီနေ့ကိုဘသူကစထွင်လိုက်တလဲတော့မသိပေမဲ့ပင်လယ်ပြောတင်းမောတွေအတွက်တော့အရန်ကိုအသုံးဝင်ပြီးအသက်ကပစ္စည်းစင်းရင်မှတော့ဒီနေ့ကိုထည့်တင်ထားကြပါတယ်ဒီနေ့မှာရိုးရိုးရှင်းရှင်း plastic 8သလုံးနဲ့ပိုက်တစ်ခု ရေသက်8တစ်ခုသာပါဝင်ပါတယ် အခုမြင်နေရတဲ့လုပ်ငန်းစဉ်အရာတင်အနေနဲ့ပင်လယ်ထဲမှာဟင်းချိုလိုအပ်လာပြီဆိုရင်အခုမြင်နေရတဲ့ plastic egg ကိုနေနဲ့မှုတ်ပြီးပင်လယ်ထဲကိုချထားလိုက်ရုံပဲဖြစ်ပါတယ်။ဒီအိမ်ထဲမှာ solar system နဲ့အပူပေးတဲ့စနစ်ပါဝင်ပြီးနေအောင်ခြေကိုရတာနဲ့တပြိုင်နက်အဲ့ရဲ့အတွင်းပိုင်းကလေလုံးပြီးအပူရှိုက်လာမှဖြစ်ပါတယ်။ဒီနေ့အဖြစ်ပင်လဲရေကနေချွေးပြန်လာတဲ့တန့်စင်ရေချိုတွေဟာအသင့်ခံထားတဲ့ရေတန့်အိတ်တွေကိုကြောက်လာမှဖြစ်ပါတယ် ဒီနည်းအဖြစ်မိမိအချိန်ပေးရင်ပေးနိုင်သလောက်ရင်းနှီးတာပေါင်းရာချီကိုထုတ်ယူလို့ရပြီးလောလောဆယ်တွေ့ရသလောက်ဒါဟာအပျော်စီးသင်္ဘောတွေအတွက်တော့တခုလောက်ဆောင်ထားရုံနဲ့တည်းအရေးပေါ်အသက်ကဲနိုင်တဲ့ရေပမာဏကိုလွယ်လွယ်ကူကူထုတ်ပေးနိုင်ကြောင်းတွေ့ရပါတယ်တကယ်လို့များဒီလိုအသင်းထုတ်ထားတဲ့ပလတ်စတစ်အိတ်မျိုးမရှိရင်လေမိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ပင်လယ်ရေကိုကြိုးချက်ပြီးမွေးရခန္ဓာချင်းအဖြစ်ရေကြိုးထုတ်လို့ရပါသေးတယ်။တကယ်လို့များ ငငယ်တော့ကဖိစစ်တဲ့အချိန်မှအိတ်နေမဲ့အစာတေချာလိုက်ကြည့်ခရင်လေဒီတက်တောင်အသုံးဝင်တဲ့နေတွေကိုယ်တိုင်ရှာဖွေလို့ရပါတယ်။ဒါကြောင့်လူကြီးမင်းတို့လည်းမိမိတို့တို့ကသူခဲ့တဲ့မြောက်ခလေးတွေအလဲမှာကြိုးစားပန်းစားသင်ယူနိုင်အောင်ဗီဒီယိုလေးကိုဝိုင်းရှဲခဲ့ကြပါအောင်ရှင်။ဆုံးမြင့်ချီဗီဒီယိုလာအောင်ကြည့်ကြပါမယ်ခုလိုဆိုရင်ဒါကဗီဒီယိုလေးနည်းနည်းမျှပုံစံဆက်ပြီးတော့ပြလို့ YouTube channel လေး subscribe လုပ်ပါတယ်။ subscribe လုပ်တော့ပြကြပါတော့။အောင်ကြည့်ကြပါမယ်။